အမေရိကန်ပြည်ထောင်စုအနေနဲ့စီးရီးယားသမ္မတဘေရှာအယ်အာဆက်ရဲ့ဆိုရအဖွဲ့ကိုစီးရီးယားတိုက်ခိုက်မယ်မတိုက်ခိုက်ဘူးဆိုတာဒီသတင်းပတ်အတွင်းဆုံးဖြတ်ကြောက်ပြင်ဆင်နေပါတယ်သမ္မတဥပမာဒီကိစ္စနဲ့ပတ်သက်ပြီးအင်ကာနေတတိုင်းပြည်လုံးကိုရုံးမြင့်တန်ကြားကနေမိန့်ခွန်းပြောကြားကိုပြင်ဆင်ထားပါတယ်စီးရီးယားကိုစီးရီးယားရေးယူရေးတန်တရားနဲ့တွဲဆုံနေတဲ့နိုင်ငံတွေဒီကိစ္စမှာပါဝင်လာအောင်တွန်းအားပေးဖို့လေသမ္မတဥပမာကကြိုးစားနေပါတယ် ဒါကြောင့်လဲဒီသတင်းပတ်အမေရိကန်နိုင်ငံကြီးမှာစီးရီးယားကြီးကပဲအဓိကလွှမ်းမိုးနေတာပါသမ္မတဥပမာသမ္မတဒါဝင်စတင်ယူခဲ့တဲ့အချိန်ကနိုင်ငံရဲ့လုံခြုံရေးအပေါ်တိုက်ရိုက်ချင်းချောက်တာမျိုးကလွယ်လို့အမေရိကန်ပြည်ထောင်စုဆင်နွှဲနေတဲ့စစ်တွေကိုရှော့ချပေးပါမယ်ဆိုတဲ့ဂရီကုတ်တွေပေးခဲ့ပါတယ်အခုအမေရိကန်ပြည်သူတွေဟာသမ္မတဥပမာကိုယ်တိုင်ပြောလာမယ်စီးရီးယားကိုဘာကြောင့်ထိုးစစ်ဆင်သင့်နေဆိုတော့အကြောင်းပြချက်တွေကိုနားဆင်ကြရတော့မှာပါသမ္မတဥပမာက စီးရီးယားရေးနဲ့ပတ်သက်ပြီးအခုလိုလဲပြောထားပါတယ် Failing to respond to this outrageous attack would increase the risk that chemical weapons could be used again ဒီလိုဒေါသဖြစ်စရာကောင်းတဲ့ရန်လိုတက်ခိုက်မှုမျိုးကိုကျွန်တော်တို့ကတုံ့ပြန်မှုပြခွက်ခဲ့မယ်ဆိုရင်တော့ဒါဟုလက်နက်တွေကိုနောက်တစ်ကြိမ်သုံးတာမျိုးဖြစ်လာနိုင်ပါတယ်ကျွန်တော်တို့ကိုတက်ခိုက်မဲ့ချမ်ဖက်သမားတွေလက်ထက်ဒီလိုလက်နက်တွေရောက်နိုင်ပါတယ်တကယ်လို့ဒီလိုလက်နက်တွေကိုတခြားနိုင်ငံတွေကသုံးခဲ့ရင်လည်းဒီလိုလုပ်ရင်လည်းဘာကျိုးဆက်မှမရှိနိုင်ပါဘူးဆိုတဲ့အမြင်မျိုးရောက်သွားအောင်ချက်ပေးသလိုဖြစ်သွားနိုင်ပါတယ် အမေရိကန်ပြည်သူတွေကြားမှာစီးရီးယားဂျာဝင်ဆောင်ရွက်တာကိုစန့်ကျင်ကန့်ကွက်မှုတွေရှိနေပါတယ်။စီးရီးယားကိုစီးရီးယားရေယူရေးကွန်ဂရက်စ်လွှတ်တော်ရဲ့တည်ပြုချက်ရဖို့သမ္မတဥပမာရဲ့ကြိုးစားမှုတွေကိုစန့်ကျင်ကန့်ကွက်နေကြတာပါ။ Republican ထက်လွှတ်တော်အမတ်ဂျွန်မက်ကင်းဟာစီးရီးယားကိုစီးရီးယားရေယူရေးကိစ္စကိုတခြားလုံးထောက်ခံနေခဲ့တဲ့သူပါ။သူရဲ့မဲဆန္ဒနယ်မြေအတွင်းပြည်သူတို့ချို့ကိုတွေးဆောင်တဲ့အချိန်ဒီလိုစီးရီးယားဂျာဝင်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအတွေ့အကျိုးရှိစေမှာမဟုတ်ဘူးဆိုပြီးမဲဆန္ဒရှင်ပြည်သူတွေကကန့်ကွက်ခဲ့ကြပါတယ်အထက်လွတ်တော်အမတ်ဂျွန်မက်ဂင်းကတော့အမေရိကန်ပြည်ထောင်စုအနေနဲ့ပြောခဲ့တဲ့စကားတည်သင့်တယ်ဆိုပြီးသူ့ရဲ့သဘောထားကိုအခုလိုပြောပါတယ် you can imagine the the lesson that iran and အဲအကြီးဆုံးနိုင်ငံရဲ့သမ္မတကဒီကိစ္စမဖြစ်မနေအရေးယူတုံ့ပြန်မယ်လို့ပြောပါတယ်တကယ်လို့မလုပ်ဖြစ်ဘူးဆိုရင်ဘာဖြစ်မလဲအီရန်နဲ့တခြားနိုင်ငံတွေကကျွန်တော်တို့ကိုဘယ်လိုမြင်မလဲ ရလာနိုင်တဲ့သင်ခန်းစာကိုစဉ်းစားကြည့်စေချင်ပါတယ်။အခုအချိန်ထိတော့စီးရီးယားကိုစီးရီးယားရေးယူရင်ထိုးစစ်ဆင်ဖို့နဲ့ပတ်သက်လို့အထက်လွတ်တော်နဲ့အောက်လွတ်တော်နဲ့စလုံးကအတည်ပြုချက်ပေးမယ်မပေးဘူးဆိုတာမသေးချာသေးပါဘူး။တမတော်ဥပမာကလွတ်တော်ရဲ့ထောက်ခံမှုကိုလိုချင်တယ်လို့ပြောဆိုနေပါတယ်။ဒါပေမဲ့လည်းစီးရီးယားထိုးစစ်ဆင်ရေးမှာလွတ်တော်ကသဘောမတူဘူးဆိုရင်လည်းတမတော်ရဲ့လုပ်ပိုင်ခွင့်နဲ့သူ့အနေနဲ့ထိုးစစ်ဆင်ပိုင်ခွင့်ရှိတယ်လို့ပြောပါတယ်။ What we're not talking about is an open-ended intervention. This would not be another Iraq or Afghanistan. There would be no American boots on the ground. ကျွန်တော်ပြောနေတာကစီးရီးယားအကန့်အသတ်မရှိတမက်ချက်မဲ့ဂျာဝင်တာမျိုးမဟုတ်ပါဘူး။အီရန်နဲ့အာဖဂန်လိုစစ်ပွဲမျိုးတွေဆင်နွှဲတာမဟုတ်ပါဘူး။မြေပြင်ပေါ်ကအမေရိကန်တပ်တွေဆင်လွှတ်တာမျိုးမဟုတ်ပါဘူး။ကျွန်တော်လှုပ်ရှားမှုတိုင်းကအကန့်အသတ်ရှိမယ်။အချိန်နဲ့ကျေပြတ်မှုပမာဏကြိုတင်တမက်ချက်လည်းရှိမယ်။စီးရီးယားဆိုရကသူ့ပြည်သူတွေကိုမတရားသဖြင့်ဆက်မလုံနိုင်အောင်ဟန်တားဖို့သူ့ရဲ့စီးရီးယားစွမ်းဆောင်နေတဲ့အနေအထားကိုရှော့ချပစ်လိုက်ဖို့ပါ။ ပြီးခဲ့တဲ့သတင်းပတ်အတွင်းကတော့အမေရိကန်ထက်လွတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီကစီးရီးယားကိုစီးရီးယားထိုးစစ်ဆင်ရေးသမ္မတဥဘားမားရဲ့ဆိုပြချက်ကိုသဘောတူလက်ခံတည်ပြုခဲ့ပါတယ်။တတင်းလာနေမှာသတင်း၅ဘက်ရန်နာခဲ့တဲ့အားလည်းရပြီးဆုံးသွားပြီမို့အမေရိကန်ကွန်ဂရက်လွတ်တော်လဲလုပ်ငန်းဆောင်တာတွေအပြည့်အဝပြန်လည်ထမ်းဆောင်နေပြီဖြစ်ပါတယ်ခင်ဗျာ။